စာပေချင်းမြတ်နို့သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးတော်ရဆွေဘာသာပြန်ရေးသားထားသောခွေးရွှေဝါဝိထုအပိုင်းခုနှစ်ပဲဖြစ်ပါလေရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစီ။ခွေးရွှေဝါအပိုင်းခုနှစ်ကျွန်တော ိမ်ပြန်ရောက်တယ်ဆိုရင်ပဲအမောဆိုးပြီးဘာစကားမှမပြောနိုင်သေးမီကျမ်းမြင်မော်ဘုံငနဲ့လှဲ့ချလိုက်ရပါတယ်ခြေတော့ကိုအသုံးချရလုံးလို့ခြေတလုံးမှအနာကလည်းတွေးတွှဲွှဲကြနေပြန်တယ်အမေကပတ်တိကိုဖြီးကြည့်တော့ဟက်တဲ့ကွဲနေတဲ့အနာနှကန်းသားတွေဟာတဆက်ဆက်တုံးနေတာတွေ့ရတယ်ဒီတော့အမေလဲကြောက်နံတကြားနဲ့အကျိုးအကြောင်းမေးတော့မှကျွန်တော်ကဟောဟဲလိုက်နေတဲ့ကြားကတတ်နိုင်သလောက်ရှင်းပြရတော့တယ် ရွှေဝါကြီးရဲ့အခြေအနေကိုလည်းပြောပြပြီးကျွန်တော်တို့အမြန်ဆုံးသူ့စီကိုရောက်ပါမှရွှေဝါဟာအသက်ချမ်းသာရာရနိုင်မယ့်အကြောင်းလည်းပြောပြပါဗါတယ်။အမေကခေါင်းကိုခပ်ပြင်းပြင်းခါပြီးမိချီသလုံးကအနာကိုပြုစုမပြီးမီငါဘယ်မှမသွားနိုင်သေးဘူးထရာပဲ။ငွေအပက်ခံရတဲ့လူပေါင်းအမေတွေ့ဘူးလှပြီးအချိန်မီမကုသနိုင်ရင်မွေကြိုက်တာထက်ဆိုးမယ်။ ကဲကဲမင်းဒီမှာညင်ညင်ကလေးနေလိုက်အောင်အမေရင်တွေးလှုပ်ရှိအောင်မယ်အမေကိုကျွန်တော်ပြန်လှန်ညင်းခုံနေလို့ရမယ်မဟုတ်မှန်းသိတဲ့အတွက်ကျွန်တော်အသာပဲမှိတ်နေလိုက်ရတယ်မကြမီးအမေဟာရင်တွေးပူပူတစ်စလုံးရဲ့ဝါကုန်းနေရယူလာပြီးကျွန်တော်အနာကိုတည်တည်ချာချာဆေးကြောတုပ်တင်လိုက်တယ်ပြီးတော့မှတာပင်တိုင်းစီကို အနာဟက်တဲ့ပြဲတဲ့လောင်းထက်လိုက်တဲ့အခါမှာကျွန်တော်တန်ပူကြီးနဲ့အတို့ခံလိုက်ရတယ်လို့ဖြစ်သွားပြီးလှဲနေရမှရုတ်တရက်မတ်တထလျက်သားဖြစ်သွားပြီး ခြေတပောင်ကျိုးနဲ့ဆွဆွခုံရင်အတန်ကုန်အော်ဟစ်နေမိတော့တယ်ဝက်ပဲ့ခံရတော့ကတလောက်မနာပါဘူးဗျာအခုဆေးထဲတော့မှနာလိုက်ဆက်လိုက်တဲ့ဖြစ်ချင်းကျွန်တော်အတန်ကြတော့အာလီကလေးဟာကစားနေရကပြေးလာပြီးပုမတိဘာမတိရော့ငိုနေရှာတယ်ဒါပေမဲ့အနာကဆက်တဲ့အရင်တဖြည်းဖြည်းရော့သွားပြီးအနာနှကန်းသားတွေတဆက်ဆက်တုံနေတာလဲရက်သွားတယ်ဒီတော့မှအမေဟာတန်တန်ပြန့်ပြန့်ရှော့ဖွတ်ထားတဲ့အဝိဆာနဲ့ပတ်တီးစီးပေးပြီးကဲ အိယာတဲ့သွားအိမ်နေကြီးနောက်ထပ်တစ်ပတ်လောက်အိယာတဲ့မှာပဲမင်းနေရမယ်ဘဲမှမရွေ့ရဘူးဒါမှအနာကသွေးမကြပဲမြန်မြန်ပြောက်မှာအမေဒီလိုပြောတော့ကျွန်တော်မျက်လုံးထဲမှာကြောက်တုံးကြောက်ဆောင်အောက်မှာတုံတုံလေးလဲကြံခဲ့တဲ့ရွှေဝါကြီးကိုမြင်ရောင်းလာတယ်ကျွန်တော်တို့စီကသာအကူအညီအချိန်မီမရောက်ရင်တေတော့မှာတေကြတယ်ဒါတော့ကျွန်တော်အိယာဝေါ်မှာစင်းပြင်းနေပြီဘလို့လို့အိမ်နေနိုင်မှာလဲဒီလိုတွေးမိရင်မဲကျွန်တော်ဟာ ခွေးချီပေါ်မှာထိုင်နေရကမတက်ရက်လိုက်ပြီးအမေကိုပြက်ပြက်ပဲပြောလိုက်တယ်။အမေကျွန်တော်ရွှေဝါကြီးစီပြန်သွားမှာဖြစ်မယ်။သူ့ကိုကျွန်တော်ပြန်လာခဲ့မယ်လို့ဂရိပိထားခဲ့တာမှုပြန်သွားပြအောင်ပြန်သွားရမယ်။အဲ့ဒီလိုပြောပြီးဂျမ်ဘာရှိရာကို အိမ်မော်ကဆင်းခဲ့တယ်။ဂျမ်ဘာကိုဆွဲခေါ်လာတဲ့အချိန်မှာအမေဟာအုတ်ထုတ်ဆောင်ပြီးကျွန်တော်နဲ့အတူလိုက်ဖို့ရောက်လာတယ်။သူဟာဘာလို့လို့လို့ရမှန်းမသိလို့ပြာကြီးပြာရာဖြစ်နေပြီး သူ့ရွှေဝကိုဘယ်နဲ့လို့ပြန်သေးလာမလဲဂျမ်မာဝတင်းလာမှာပေါ့အမေကျွန်တော်ကဂျမ်မာဝစီးပြီးရွှေဝကိုလက်ထဲပွေခေါ်လာမှာပေါ့ဒါတော့မဖြစ်နိုင်ဘူးကွသူ့ကိုခန္ဓာကအလေးကြီးဒီလောက်ခီးအကွာအဝေးမှာမင်းသူ့ကိုကြဘဲကြကြပွေချီနိုင်မှာတော့ပွေထားနိုင်ပါတယ်အမေရဲ့မတကညောင်းလိုက်ရင်တအောင်တနာနဲ့ရက်နေုံပေါ့တို့များလှဲယူသွားလို့လည်းမဖြစ်ဘူးအဲ့ဒီနေရာကလှဲလန့်မှမရှိတာလမ်းကလည်းလမ်းကျန်း အဲ့လိုပြောပြီးကျွန်တော်ပဲဖြတ်ခနဲလှည့်ပြီးပြုံပြတယ်။ဒီမငါသားအမေတိပြီ။ဟောဝဝင်းထရံမှာလှန့်ထားတဲ့နွားရီပြာကြီးသွားယူကြည့်။အမေအိမ်ပေါ်မှာခေါင်းအုံးနေတဲ့ယူလိုက်အောင်မယ်။နွားရီကဘာလို့ဖို့လဲအမေ။သွားယူမှာယူစမ်းမှာကွဲအမေပြပါမယ်။အမေဘလို့စိတ်ကူးရှိတယ်ဆိုတာကျွန်တော်မသိပေမဲ့ကျွန်တော်နဲ့အတူလိုက်ခင်မှာတော့တေချာပြီးမှုစိတ်အေးသွားရတယ်။ထို့ကြောင့်အမေထိုင်းတယ်လို့နွားတေရီကိုသွားယူလာပြီး ဂျမ်ပါပေါ်လှွားတင်လိုက်တယ်သူ့ကြောပေါ်တည်ရင်မှာချက်ချက်ကြီးရောက်လာတော့ဂျမ်ပါကမကျေနပ်သလိုနှာတစ်ချက်မှုန့်ပြီးခုန်လိုက်တယ်ဒီတော့ကျွန်တော်ကသူ့နဘေးကိုလက်သီးနဲ့ထုပြီးဟေ့ကောင်ဂျမ်ပါငြိမ်ငြိမ်နေစမ်းပါကွာနောက်တချီသူ့ကြောပေါ်နွားရီတင်တဲ့အခါမှာတော့ဂျမ်ပါဟာငြိမ်ငြိမ်သက်သက်ပဲဒီတော့မှအမေဟာခေါင်းအုံးတွေနဲ့ကြိုးတစ်ချောင်းယူလာပြီးတယ်နွားရီကိုဂျမ်ပါပေါ်မှာကြိုးနဲ့တိုင်းချီပြီးနွားရီပေါ်မှာတဆင့်ခေါင်းအုံးတွေကိုထက်ရစ်ပြီးပတ်ချီလိုက်တယ် ပြီးတော့ရင်အာလစ်ကိုခြိုင်းကမလာပြီးဂျမ်မာဝေါ်တင်ပြီးရင်ကျွန်တော်ကိုကဲမင်းကညီလေးနောက်ကတက်ထိုင်းအမေနောက်ကလမ်းလျှောက်လိုက်ခင်မင်းရွှေဝါကြီးစီအပြန်ခရီးမှာကြာလှတယ်ရောက်ခဲရန်ကုန်လို့ကျွန်တော်အားမလို့အားမရဖြစ်ရတယ်ရှားဆောင်တော့ကိုလှမ်းမမြင်ရခင်ကတည်းကကောင်းကင်မှာလင်းတာတွေဝဲနေတာတွေ့ရတယ်သူတို့ဟာလူကိုယ်တောင်မကြောက်ဖဲကျွန်တော်တို့ခေါင်းပေါ်ကနေနှိမ့်နှိမ့်ကလေးဝီကနေဝီကနေထိုးပြီး ရှာဆောင်တော်တွေကိုထိုးစင်းသွားကြတယ်။ဒီလိုလရတွေကတယုံယုံလုံနေတာမြင်တော့ကျွန်တော်စိတ်ထဲမှာရွှေဝါကြီးကတော့ဒိုးမရောက်မီတင်းနှင့်ပြီလို့ထင်ပြီးမျက်ရည်ပူတွေမျက်လုံးထဲမှာစုတ်တက်လာတော့တယ်။အမေဟာဂျမ်းပါနောက်ကနေလိုက်လာရကဘေးကနေပန်တဲပြီးရှေ့ကိုခတ်သက်သက်ရှောက်သွားတော့တယ်။သူ့မျက်နှာရင်မျက်နှာခဲကိုကြည့်ရတာကျွန်တော်တွေးသလိုပဲတွေးမိလို့ထင်ပါရဲ့မตาရလှဘူး။ဒီတော့ကျွန်တော်မှာပိုးပြီး ဝမ်းနဲ့အားငယ်ခြင်းဖြစ်ရတာပေါ့ကျွန်တော်တို့ရှားဆောင်တော်လေးကိုဝင်မယ်လို့တော့စိုးစောကထိုးဆင်းသွားတဲ့လက်ဓာရီဟာတစုံတရာကြောင့်ဝေါကနေအပေါ်ကိုပြန်တက်သွားကြတာတွေ့ရတာနဲ့စိတ်ထဲမျှော်လင့်ချက်ရောင်ကြီးလေးနည်းနည်းတန့်လာပြန်တယ်။နောက်စက္ကန့်အတွင်းမှာပဲရွှေဝါကြီးရဲ့ဟောင်းတန်းကိုကျွန်တော်တို့ကြားလိုက်ရပါတယ်။သူ့ဟောင်းတန်းဟာအားမရှိပဲတဲ့တဲ့အဲ့အဲ့ကလေးပဲရှိရှာတော့တယ်။ဒါပေမဲ့ဒီအတန်ကို ကြားလိုက်ရရင်ပဲကျွန်တော်စိတ်ထဲပြောမပြနိုင်အောင် ဝမ်းသာသွားပြီးငိုချင်းရဲချင်းကချင်းခုန်ရင်စိတ်များတောင်ပေါက်လာတယ်။ရွှေဝါကြီးမတည်သေးဘူး။လက်ဓာရီကိုအနားမကပ်နိုင်အောင်ဟန်တားနိုင်သေးတယ်ဆိုရင်မျောနှင်းစရာရှိသေးတာပေါ့ဗျာ။ကျွန်တော်တို့ချောင်းကောတဲ့ကိုဆင်းခဲ့ကြတော့ရွှေဝါကြီးအောင်းနေတဲ့ကြောက်ချက်ပက်လင်မှာလက်ဓာငါးခေါင်တော့ရှိနေတယ်။ကျွန်တော်တို့ကိုမြင်တော့ရွှတ်စီရွှတ်စီလုံနေကြပြီမဲ့ကြောက်လန့်ဟန်တော့မပြပါဘူး။အနားရောက်တော့မှ မြေပြင်ပေါ်မှာခုံဆွခုံဆွလို့ရင်ပြန်တက်ဖို့ကြိုးစားကြတယ်။ကောင်းငင်မှာပြန်ဝဲနေတဲ့ငှက်တကာငှက်ထဲမှာဒီလဒတွေဆိုတဲ့အကောင်မျိုးတွေကအပြင်းဆုံးထင်မှဗျာ။ဘာလို့လဲဆိုတစ်ပြင်းငှက်တွေလို့ပြန်ချင်းရင်ဖြုံးကနေတိုင်းကနေထပြန်လို့မှမရတာကလား။နေရင်ပြန်တက်ခါနီးမြေပြင်မှာအရှင်ယူပြီးမှတက်ရတယ်လို့သူတို့လဲမိုးပေါ်ကိုပြန်တက်ဖို့ရာမြေပြင်မှာ၄၅၀လမ်းလောက်ကိုယ့်ကိုယ်ကာယပြေးလွှာရင်အရှင်ယူရသေးတာပဲ။ ပြီးတော့သူတို့ရဲ့အတောင်ကြီးတွေကိုလည်းတစ်ဖြတ်ဖြတ်ခံရင်တအီးအီးနဲ့ဖြည်းဖြည်းချင်းပဲပြန်တက်သွားနိုင်တယ်။ကျွန်တော်မှသာတနတ်ပါလာခဲ့ရင်ဒီကောင်မျိုးတွေအ ਨੇ ဆုံးတဒါစင်လောက်တော့အေးအေးဆေးဆေးကလေးပြစ်ချနိုင်တော့ဗောဗျာ။ဒါပေမဲ့ဒင်းတို့လိုအမွှေးမရှိတဲ့ခေါင်းပြောင်ပြောင်လေပင်းနီချောင်ချောင်နဲ့ကြက်တီမရှိတုံးတဲ့အကောင်မျိုးတွေကိုကြည်စံအုံခံပြီးပြစ်မနေချင်ပါဘူး။ကျွန်တော်ကြောက်တုံးအောင်ငုံကြည့်လိုက်တော့ရွှေဝါကြီးဟာရှေ့လှန့်နှစ်ဖက်ပေါ်မေးတင်ပြီးဝင့်နေတာတွေ့ရတယ်။ သူ့မျက်လုံးတွေဟာထူးထူးခြားခြားတောက်ပြောင်းနေပြီးမူးမမှန်ဘူးကျွန်တော်လက်ရှူပြီးသူ့ကိုဆွဲထုတ်မယ်လို့တော့ကိုကိုရို့ရင်မန်ဖီပြီးစက်ကနေလက်ကိုဟတ်တယ်ကျွန်တော်လက်ကိုသူ့မကိုက်ခင်ကမန်းကမ်းပြန်ရုပ်လိုက်ပြီးသူ့မှတ်မိအောင်အတန်ကျဲကျဲနဲ့ရွှေဝါလို့ခေါ်လိုက်တော့မှသူ့တစ်ဖက်ထဲသောနရွက်ကိုလှုပ်ပြီးမှတ်မိသွားဟန်နဲ့တက်ပြင်းရှည်ကြီးတစ်ချက်ညင်းညင်းညူညူချရှာပြီးသူ့ကိုကိုတဖြည်းဖြည်းတစောင်းလှဲချလိုက်တော့တယ်ခုမှ လက်ဓာရီသူ့ကိုမတိမရှင်ထိုးစိမဲ့ရန်ကသူ့စိတ်ချသွားတော်သလိုတင်းခံထားရတဲ့ဝင်တို့ဝင်ဘိုးကြီးတခု ပြုတ်ကျသွားသလိုဖြစ်ရှာတယ်ထင်ပါရဲ့ဒီတော့မှအမေနဲ့ကျွန်တော်ကသူ့ကိုတယောက်တစ်ဖက်အသာဖေးပြီးအပြင်ကိုဆွဲထုတ်လိုက်ကြတယ်အမေဟာသူ့ကောင်းတဲ့ကိုဘောမှာချက်ပြစ်ခဲနေတဲ့သွေးတွေကိုဂယုမဆိုင်နိုင်သေးပဲဝမ်းပိုင်မှာစီးထားတဲ့အဝတ်အစကိုဖြည်ပါတော့တယ်ဒီအချိန်မှာအာလစ်ကကျွန်တော်ကိုတွန်းဖယ်ပြီးထိတ်ထိတ်လန့်လန့်အတန်လေးနဲ့ ရွှေဘာဘာဖြစ်နေတာလဲလို့မေးလာတယ်။ဒီတော့အမေကဖြေလက်ဆအဝတ်ကိုခဏစိုင်းထားလိုက်ပြီးဒီမဲအားလေးအမေပြောမယ်။အမေတို့ချောင်းနဲ့ဆင်းလာတော့ငါပုတ်တင်မျိုးအစိမ်းကြားကလေးတွေတွေ့ခဲ့တယ်။သူကဖမ်းကြည့်စမ်းအဲ့ဒါလို့မစီမဆိုင်ပြောလိုက်တော့ကျွန်တော်တောင်အံ့အားတင်သွားမိတယ်။အားလေးကတော့အကြိုက်တွေ့သွားပြီ။တမျက်နာလုံးပြုံးဖြည်းဖြည်းကလေးနဲ့ချောင်းဝဘက်ကိုပြန်ပြေးထွက်သွားတယ်။ဒီတော့မှ အမေကကျွန်တော်ကိုမော့ကြည့်ပြီးမှ ရွှေဘာကြီးဝမ်းပိုင်ကပတ်တီးကိုဖြီပါတော့တယ်အမေဟာရွှေဘာကြီးဘိုက်ကမြင်မကောင်းအောင်တန်ရာကြီးကိုအာလစ်မတွေ့စေချင်လို့တမင်ပထုတ်လိုက်တာပဲလို့ဒီတော့မှကျွန်တော်သဘောပေါက်မိတော့တယ်အမေဟာရွှေဘာကြီးရဲ့အနာကိုတည်တည်ချာချာကြည့်ပြီးတော့ကျွန်တော်ကိုလှမ်းပြီးตาကြီးကျမ်းပါအမီးကအမွှေးတစ်ချောင်းနှစ်ချောင်းလောက်ဆွဲ့နှုတ်ခဲ့စမ်းဘေးကနေလုံတော့နောက်တက်တဲ့ကဆိုမိကိုကန်လိုက်မယ်ကျမ်းပါဟာကျွန်တော်သူ့အမီးသွားနှုတ်တော့နှာမှုတ်ပြီးနောက်ချင်နဲ့လှန်ကန်တယ် ဒါပေမဲ့ကျွန်တော်ကအမေပြောသလိုဘေးကနေနှုတ်တာမှုမကန်တော့ဘူးကျွန်တော်ကအမေကဘာကြောင့်ဂျမ်းမအမေနှုတ်ခိုင်းတယ်လဲဆိုတာကအစကျွန်တော်တွေးမရဘူးအာလီကလေးကိုအနာမနေစေချင်လို့ပထုတ်လိုက်တာများလားဒါပေမဲ့အမေကိုဂျမ်းမအမေလှမ်းပြီးတော့အမေကသူ့ခေါင်းဝင်အနာသားမှာထိုးထားတဲ့လက်ချုပ်အပ်ရှိရှိတစ်ချောင်းဖြုတ်ပြီးမြင်းမိကိုအနဖားထိုးထည့်လိုက်ပြီးဒံယာကိုချုပ်ရမယ်ဆိုရင်မြင်းမိဟာအချီထက်ပိုကောင်းနေကွဲ့ ဒါနဲ့ရွှေဝါရဲ့ဥတွေပြဲတာပြက်တာများတွေ့သေးသလားငါတာကျွန်တော်ကမတွေ့ကြောင်းပြောတော့အမေကဒါဖြင့်အနာနှခန်းနှစ်ခုစီပြီးတော့ချုပ်ယုံပေါ့တကယ်လို့ဥတွေသာထိမိခိုက်မိသွားတယ်ဆိုရင်အမေတို့ဘာမှမတတ်နိုင်တော့ဘူးမေဟာရွှေဝအနာဟက်တဲ့ပြည်ကြီးကိုတစ်ချဲချင်းအသာဖြည်းဖြည်းပဲချုပ်တယ် အက်ကိုအသားထဲထိုးဆိုင်သွင်းလိုက်တိုင်းရွှေဝါကြီးရဲ့ကိုလုံးဟာ တုံခါသွားပြီမြင့်တချင်းမှမအော်ပဲငိန်ခံရင်သူ့ကောင်းကိုကင်ထားတဲ့ကျွန်တော်လက်ကိုမမှီမကန်းနဲ့လှမ်းရက်နေရှာတယ်။ချုပ်လှုပ်ပြီးတော့ရွှေဝါကြီးရဲ့ကိုကိုအမေကအသင့်ယူလာတဲ့အဝိဆာတန်တန်နဲ့ကြက်စီးပြီးနေစဲအာနစ်ဟာပုတ်တင်မျိုးအစင်းကြားကလေးတကောင်ကိုကင်မြောက်ကနဲ့ဝမ်းသာအားရအော်ဟစ်ပြေးလာတယ်။အပြေးအင်မတန်လှင်တဲ့ပုတ်တင်မျိုးလိုကောင်မျိုးကို ဒီလိုမြန်မြန်ဆန်ဆန်ရအောင်ဖမ်းနိုင်တဲ့အားလေးကိုကျွန်တော်စိတ်ထဲကချီးမွမ်းမိတယ်။သူဟာပုတ်တင်မျိုးအသေးကောင်ကိုအမီးပြားကနေကိုင်းပြီးအင်မတန်ဝင့်ကြွားတဲ့မျက်နှာလေးနဲ့အမေကိုလှမ်းပေးလိုက်တယ်။ဒီတော့အမေဟာသူ့အတက်နဲ့သူ့ဆူးပြီးမဝင်မရဲလေးလှမ်းယူရှာတယ်။ဘာပြုလို့လဲဆို အမေဟာမွေးပုတ်တင်ကင်းလိပ်လျှောစတဲ့အကောင်မျိုးတွေကိုအင်မတန်ယွံတတ်ပါတယ်။ဒါပေမဲ့ အာလိကျင့်တ်ပါစေတော့လို့ပုတ်တိညူကိုလှမ်းယူပြီးအာလိကိုကျေးဇူးတင်ကြောင်းချီးမွမ်းပြောဆိုရင်းပြန်ကန့်ပေးလိုက်တယ်။ရော့သားပုတ်တိညူကိုတင်ထားအောင်အိမ်ရောက်မှအမေယူမယ်။ဟိုနောက်ပြီးတော့လေအမေတို့ရွှေဝါကြီးကိုလူမမလှုပ်တန်းကစားရအောင်သိလား။ရွှေဝါကြီးနဲ့တာလီကဟောဟိုနေရီပေါ်မှာစီးရမယ်။တာကရွှေဝါကိုပွေထားဟုတ်လား။အိန္ဒိယန်တွေဟာသူတို့လူမမာတွေကိုဒီလိုပဲတဲလေးရှိတယ်တာရဲ့။ အာလစ်ကတော့စော့ရမယ်ကစားရမယ်ဆိုရင်ဘယ်နည်းနဲ့လှုပ်ရလှုပ်ရကျေနပ်နေတာပဲသူကအခုချက်ချင်းပဲစီးကျင်လှပြီဆိုလို့အမေနဲ့ကျွန်တော်နဲ့မင်းဟောက်ထားရတယ်အမေကဂျမ်းမရဲ့ကိုဘော်ကနွဲ့ရည်ချက်ကြီးကို ဆွဲပြီးမြေပြင်ပေါ်မှာချထားလိုက်တယ်ခေါင်းတွေကိုနွဲ့ရည်ပေါ်မှာတန်းစီပြီးတင်လိုက်တယ်ပြီးတော့မှရွှေဝကိုကိုကျွန်တော်နဲ့နှစ်ယောက်အတူမှပြီးအနာကိုအပေါ်ဘက်ကထားကညင်ညင်သာသာခေါင်းတွေပေါ်မှာချပေးလိုက်တယ် နောက်တော့မှအာလစ်ကိုခေါ်ပြီးကဲအာလစ်မင်းကတော့ဒီကောင်းရင်မှထိုင်းပြီးရွှေဝါကောင်းကို ပေါင်ပေါ်မှတင်ပြီးကင်ထားအခုတော့မှတ်ထားနော်ရွှေဝါကလူမမာဆိုတော့သူ့ကိုမစော့ရမကင်ရဘူးသူ့ကိုယ်ဝမှလည်းမဖိနဲ့ကြားလားဖျားတယ်ဆိုတာမနာမကျင်အောင်ဂယုဆိုင်ရမယ်ဟုတ်လားအာလစ်ကရှော့ရှော့ရှူရှူပဲသဘောထားပြီးအမေခိုင်းသလိုရွှေဝါကောင်းကိုပွေ့ပြီးငင်းငင်းစိမ့်စိမ့်ပဲထိုင်းနေလိုက်တယ် ကျွန်တော်ကဂျမ်မလေပင်ကိုကြိုးတချောင်းနဲ့ဆွရင်ရင်တိုင်းခက်ရော့ရော့ပတ်ချီတယ်။ပြီးတော့ရင်တိုင်းဘေးတစ်ဖက်တစ်ချက်မှာကြိုးတချောင်းစီထပ်တွဲတယ်။အဲ့ဒီကြိုးစာနှစ်ဖက်ကိုနွေကြီးရဲ့ထိတ်မှာကျွန်တော်စောင်းသားနဲ့အပေါက်နှစ်ပေါက်ဖောက်ပြီးခြီလိုက်တယ်။ဂျမ်ပါရဲ့နောက်ခြေတောင်းနဲ့မညှိအောင်ကြိုးကိုရှည်ရှည်ထားရတယ်လေ။နွားရင်ဆိုဖာသဘောပေါ့။အားလုံးပြီးစီးတော့အမေက"ကိုင်းသွားကြမယ်ထရာဘေ။မင်းကဂျမ်ပါပေါ်မှာတက်စီးခဲ့" မင်းခြေထောက်ကိုနောက်ထပ်အသုံးမပြုမိဖို့အရေးကြီးတယ်။အမေကရှေ့ကသွားမယ်တိလား။ဖြစ်ပါမလားအမေရဲ့။ဂျမ်းမာကနွားရည်ချက်ကြီးသူ့နောက်တကောက်ကောက်ပါလာလို့လန့်ဖြတ်ပြီးကြိုးကြနေအောင်မလားပဲ။ကျွန်တော်သူ့ဆက်ကျူကိုဆွဲပြီးရှောက်လိုက်မှဖြစ်မယ်ထင်နေ။โอ้ผิดไปเตะตาเตะปาดีกองนี้ยุติเยลุ่ยตุ่นหนานุดุ้งเนซอเมอเปียนคีอิอสมาจัมบาฮานอกกะตยุปาลาเดนวายเยเนมีจีเนซวยตันตชวยชวยจาโด လန့်ပြီးရုံးကန်သုံးသေးတယ်။ဒီတော့အမေကသူ့လက်ဘင်းကဆက်ကြိုးစောင့်ဆွဲပြီးမိ ਹੋ ကြီးနော်နားကျင်သလား။ကျင်းလိုက်တယ်။ကျွန်တော်ကသူ့နေရွက်နှစ်ဖက်ကြားငယ်ရိတ်ကိုဒုတ်နဲ့ခက်ဆက်ဆက်ကလေးစော်တော့မှ ထုံတုံးဆွဲတယ်လို့ဆွဲပြီးဖြောင်ဖြောင်တနန်းသွားပါတော့တယ်။အာနစ်ကတော့နွားရီပေါ်မှာဇိမ်းနဲ့ထိုင်လိုက်လာရတာသဘောကျပြီးရင်မောရင်းတချင်းဆိုရင်ပါလာတယ်။ကျွန်တော်တို့ဟာလန်းချမ်းအဖို့အစ်တွေကိုတတ်နိုင်သည်ဖြင့်ရှောင်းပြီးမြက်ခင်းပေါ်ကသာဂယုတစိုက်လာခဲ့တယ် ဒါပေမဲ့တချီတချီမှာကြောက်တုံးကြောက်ခဲပေါ်ကြော်မိတဲ့အခါနွားရီဟာမြောက်တဲသွားပြီးပြန်အကြမှာစောင့်တာမို့ရွှေဝါကြီးကမသက်မသာညင်းညူရှာတယ်။အာလစ်ကတော့အဲ့ဒါလိုစောင့်တိုင်းဟဲ့ဟဲ့ပက်ပက်ရင်တယ်။တခါတလေရွှေဝါကြီးနာရှာလို့မပြတ်ညီးလာပြီးဆိုရင်ကျွန်တော်တို့ဟာတစ်ပင်ရိတ်တစ်ခုမှာခဏအပန်းဖြစ်ရင်နားရတယ်။ဒါမှမဟုတ်ရင်စမ်းချောင်းလေးဘေးမှာအာလီတွေ့ရင်ရွှေဝါကိုရေတိုက်ရတယ်။ ရေတိုက်စရာအိုးခွက်လည်းမပါတော့ကောက်ရိုးအုတ်ထုံနဲ့ပဲရေခတ်ကိုတိုက်ပြီးကျွန်တော်ကရွှေဝါကိုပွေထူထားပေးပြီးအမေကသူ့ပဇန်နာအုတ်ထုံကိုတည့်ပြီးရေတိုက်ရတယ်။ခရီးကလည်းဝေးဖြည်းဖြည်းချင်းနဲ့သွားရပြန်တော့အိမ်ကိုရောက်ခဲလိုက်တာလို့အောင်းမိရတယ်။ဒီလိုနဲ့မိုးဝော်မှာကြဲကလေးတွေမိတ်တုံးမိတ်တုံးပေါ်တဲ့အချိန်မှာကျွန်တော်တို့ဟာငှက်သေးတန်စမ်းချောင်းကိုရောက်ကြပါတော့တယ်။ကျွန်တော်ခြေတော့ဟာအိမ်ပြန်ရောက်ပြီးနောင်ကိုင်းနေပြီ။ တစ်သားချောင်းတစ်ခုလိုမာတောက်နေပြီမို့အမှတ်မထင်ဂျမ်ဘာဘောကဆင်းလိုက်တဲ့အခါမှာမြေပေါ်ကိုဘုံကနေလဲသွားပြီးပြန်မထနိုင်တော့ပါဘူးအမေကစိုးရင်တကြီးနဲ့ကျွန်တော်ကိုလာကူရှာတယ်ကျွန်တော်အဖို့ရာမှာတော့ရွှေဝါကြီးကို အသက်ရှင်နေရဲ့အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီမို့ဖုန်သေးသေးထဲမှာစိတ်နှလုံးချမ်းသာစွာနဲ့တခါတည်းလှဲအိတ်လိုက်ချင်တော့တယ်ကျွန်တော်ခေါင်းကိုအသာငဲ့ပြီးကြည့်လိုက်တော့ကျေရောင်အောက်မှာရွှေဝါကြီးဟာ ူ့ဘေးမှာအိမ်မောကြနေရှာတဲ့အာလီကလေးရဲ့မျက်ခုံကို ရှာနဲ့ရက်ပီးနေတာတွေ့ရတယ်။နောက်ရက်တက်တက်နှစ်ပတ်လောက်တွင် ကျွန်တော်နဲ့ရွှေဝါကြီးအနာကြောင့်အပြင်းအထန်အလူအလိမ်ခံစားခဲ့ကြရတယ်။ကျွန်တော်ကအိမ်ထဲကအိယာဝေါ်မှာရွှေဝါကြီးကအိမ်ရှိကပြင်းမှာနွားရည်နဲ့ခင်းပြီးတိတ်ထားတယ်။နားလိုက်တဲ့အနာဆိုတာလဲတစ်ချိန်လုံးလိုပဲအော်ဟစ်ညင်းညူနေရတယ်။တခါတလေဆိုအနေရှိန်နဲ့အဖျားကြီးလုံးလို့တတိတောင်လစ်မတက်ဖြစ်ခဲ့ရတယ်။ ဒီလိုအခါမျိုးမှာကြားနေရတဲ့အော်ညီးတံတွေဟာကျွန်တော်ပါဇက်ကထွက်တာပဲလားရွှေဝါကြီးအတန်ပဲလားမခွဲခြားနိုင်သလိုပဲခြေတလုံးကလည်းဒူးစစ်တီရောင်ကင်တောင့်တင်းပြီးအထိမခံနိုင်အောင်နာလှတယ်အမေဆိုတာစမ်းကြောင်းလေးကရေအေးကိုဘူးကလန်ခောက်ပြန်တဲပြီးကျွန်တော်ကိုကိုပူကြအောင်ရေပတ်တိုက်ပေးရတာအမောပဲဒီလိုမှမဟုတ်ရင်ရှားဆောင်ကြီးမြစ်တွေရှောက်တူးမြင့်နေအောင်ထုထောင်းပြီးကျွန်တော်ကိုရွှေဝါရဲ့အနာကိုပါ အုံပေးရပါတယ် ကျွန်တော်တို့အိမ်အနီးတဝိုက်မှာရှားဆောင်ပင်ကြီးတွေရှိခဲ့ပေမဲ့အပင်ကြီးတွေဖြစ်လို့မို့အပင်ငယ်အပင်ပေါက်ကလေးတွေရဲ့အမြစ်ကပိုပြီးအစွမ်းထက်တယ်ဆိုလို့အမေဟာစားရွေးရာတဝိုက်ကတော်တဲ့သွားပြီးတူးရတယ်။ရှားဆောင်ကြီးအမြစ်ဟာကစုံးဥလိုပဲပုံတရံရှိပြီးအစိတ်အတော့ဖြေဖို့အလွန်ကောင်းတဲ့တဘာဝစီတမျိုးပါပဲ။အမေဟာသားဖြစ်တဲ့ကျွန်တော်နီးသူ ရွှေဝါကြီးကိုလည်းပဲဂယုဆိုင်ပြုစုပါတယ်။ညညာဆိုရင် ကျွန်တော်တို့နှစ်ဦးကိုတယောက်တစ်လက် ပြုစုရရေပတ်အုပ်ပေးရနဲ့အမိခမအိရတဲ့ကိုမရှိရှာပါဘူးအားတဲ့အချင်းကလေးမှမိသားစု စားဖို့ဝတ်ဖို့ချက်ပြုတ်လျှော့ဖို့ရသေးတာနွားနို့ညှိရတာအာလစ်နဲ့ဂျမ်ဘာရဲ့ဝေယာဝတ်စာတွေကလည်းတမျိုးနဲ့ဂျင်းချီကိုလဲနေတာပဲဒီအထဲမှာအကူတူကဆက်တိုက်ဝင်ကျင်တော့ပစ္စယန်စီကြိုတင်ခန့်မှန်းထားခဲ့သလိုပဲမိုးခေါင်ကျင်ပါပဲ။ မိုးမကောင်းတဲ့အတွက်တစ်ပင်မြက်ပင်တွေစောစော၆တွေ့ကုန်နေ။ဒါကြောင့်ဂျမ်ပါဟာစားစရာရှားပါးသွားတဲ့အတွက်ကျွန်တော်ဝက်ပက်ခံရလို့ခုတက်ထိမရိတ်သိမ်းနိုင်သေးတဲ့ပြောင်းကင်းတဲ့ခုံဝင်ပြီးစားလွန်းလို့အမေမှလိုက်မောင်းရတာကလည်းတဒုက္ခပါပဲ။မမောင်းလို့လည်းမဖြစ်ဘူးလေ။ပြောင်းဆန်ဟာကျွန်တော်တို့ရဲ့အသက်သွေးကြောပဲ။ပြောင်းတာမစူဆောင်းနိုင်ခဲ့ရင်စောင်းရွင်းမှာကျွန်တော်တို့ငတ်မို့ခေါင်းမခြင်းနဲ့ဒုက္ခလှလှကြီးရင်ဆိုင်ရတော့မယ်။ဒီအလုပ်တွေအတွက် ကျွန်တော်ကိုစိတ်ချလက်ချအားထားသွားရှာတဲ့အဖေကို တွေးမိရင်အာတုံအာနာကြီးဖြစ်နေမိတယ်။ခုလောလောဆယ်တော့ဂျမ်းမာကဝင်စားလိုက်အမေကအပြေးအလွှားမောင်းထုတ်တုံးခဏပဲနောက်အမေကြောခိုင်းသွားတာနဲ့ဂျမ်းမာကဝင်စားလိုက်နဲ့တန်တရားကိုလဲနေတာပဲဒီတော့အမေကလည်းဂျမ်းမာကို ပြောင်းကင်းနဲ့ခုံမဝင်နိုင်အောင်အကြံထုတ်ရတော့တယ်ဂျမ်းမာရဲ့နောက်ချီမှာစင်များထုခတ်တယ်လို့တစ်တုံးကြီးတစ်တုံးကို ကျိုးနဲ့ချီးပြီးတွဲထားတယ် ဒီနည်းနဲ့ပြောင်းမှုတွေဂျန်ပါရဲ့ရန်ကကင်းလွတ်ခွင့်ရပြီမဲ့အမေမှအလုတ်ကတော့ပိုးလာပြန်တယ်။တစ်တုံးတရုတ်ဆွဲပြီးရှောက်သွားနေတဲ့ဂျန်ပါဟာခြုံချိုခြုံချာကြောက်ကြူကြောက်ကြားတွေမှာမကြာခဏဆိုသလိုတစ်တုံးကညှိနေတတ်တာမို့ရုံးလို့ကန်လို့မရရင်ကြောက်လန့်ပြီးတပြဲပြဲနဲ့ဩနေလို့လိုက်လှုပ်ပေးရတာကလည်းအမောပါပဲ။အာလီကလေးကငယ်သေးတော့ဘာမှအကူအညီမရဘူး။ကျွန်တော်နဲ့ရွှေဝါအိယာကမထနိုင်တော့ သူ့မှာကစားပေါ်ကလည်းမရှိရှာလို့အမေသွားနေရတကောက်ကောက်လိုက်ပြီးအမေကလည်းသူ့ကိုဂယုမဆိုင်အားတော့တကြီးကြီးနဲ့အီးနေတော့တာပဲအဲ့ဒါလို့မှကြီးကြမနေရရင်တနေ့တစ်ခါတရားစင်လောက်ကျွန်တော်အိတ်ရပြီးလာပြီးပြူတူပြဲတဲကြည့်ရင်အကိုကြီးထရာဖစ်အိတ်ရတဲ့ဘာလုပ်နေတာလဲထနေဗျာကျွန်တော်နဲ့ဆော့အောင်အိတ်ရတဲ့ကမထနိုင်လို့စိတ်ညစ်နေရတဲ့အထင်သူ့ကြောင့်တမောက်မှုကျွန်တော်သီးမခံနိုင်အောင်ဖြစ်လာတော့ကံအားနေရောစွာတနေ့တော့ ပစ္စယာစီနဲ့လစ်ဘက်တို့မြည်ဖို့ရောက်လာကြပြန်တယ်။သူတို့ရောက်လာတဲ့အချိန်မှာကျွန်တော်အနာကအပြင်းထန်နာကျင်နေတာမို့အတန်တွေသာကြားရတယ်။တကားပေါက်ဖက်လှည့်မကြည့်နိုင်ဘူး။အမေနဲ့ပစ္စယာစီက စကားစမြည်ပြောနေတဲ့ကြားတော့ကျွန်တော်စိတ်ထဲမှာဒီအဖိုးကြီးကိုတော်တော်ဒေါသဖြစ်မိတယ်။အမေမှမအားမလတ်ဖြစ်နေရတဲ့ကြားထဲမှာသူတို့ကိုဧကန်ချက်ပြုတ်ကျွေးမွေးရအောင်မယ်။ပြီးရင်တရွေးတပြည့်ပြည့်ထွေးရင် စာရင်းရွာကအတင်းအဖြစ်တွေကို အာမနာပါနာနဲ့နားထောင်ရပြီးအောင်မယ်။ဒီဖိုးကြီးဟာသူများကိုကိုင်ကြီးလောက်ကင်ပြီးဖို့ဘယ်တော့မှစိတ်ကူးလဲမထည့်ဘူး။သူများအချင်းကို အလဟတ်တဖြုံတီးဖို့ပဲတတ်တယ်။အဲ့ဒီလိုတွေးပြီးဒေါသဖြစ်နေတော့မှကျွန်တော်ကြောဘက်ကခြေတန်ဖော့ဖွားကလေးကြားရလို့လှည့်ကြည့်လိုက်တော့မျက်လုံးရွှဲရွှဲကြီးတွေနဲ့ကျွန်တော်ကို ပြန်ကြည့်နေတဲ့ Lisbeth ကိုတွေ့ရတယ်။သူကလက်တွေကိုနောက်ပြထိုင်းရင်ညင်ညင်သာသာမေးတယ်။တိတ်အနေရစိုးနေသလားယင်။ တကယ်တော့ကျွန်တော်ဟာမိန်းကလေးတယောက်ရှိမှသူရဲ့ဘောကြောင်တယ်လို့မဖြစ်စေချင်ဘူး။ဒါကြောင့်မဆိုးပါဘူးတက်တာလာပါပြီ။လို့မှုသားစကားပြောလိုက်ပါတယ်။မင်းဝက်ပက်ခံရတယ်ဆိုတာတို့များအဟုတ်မသိလို့ပါကွယ်။နို့မို့ရင်ဆောကလေးကလာကြည့်မှာပေါ့။သူကဒီလိုဂယုတစိုက်ပြောတော့ကျွန်တော်ဘာပြန်ပြောရမှန်းမသိတာနဲ့တိတ်တိတ်ပဲနေလိုက်တယ်။ဒီတော့သူကနှစ်နှစ်ချိုက်ချိုက်ပြုံပြရင်မင်းတွေတို့များအံ့ဩစရာလေးတခုယူလာတယ်သိလား။ကျွန်တော်မှာ ဝေဒနာအပြင်းထန်ခံစားနေရတဲ့အချိန်မှုဘာအံ့ဩစရာမှစိတ်မဝင်စားနိုင်ပေမဲ့သူ့စေတနာကို လေးစားသောအဖြစ်တော့ပြန်မေးရသေးတယ်။ဘာယူလာတာလဲ။မပီးစီကမွေးတဲ့ခွေးကလေးတစ်ကောင်လေးဟောဒီမှာကြည့်။သူပြောပြီးကြောပဲမှာဝှက်ထားတဲ့လက်ကိုစန့်ပြလိုက်တယ်။သူ့လက်ထဲမှာတလာသားကြော်ကြော်လောက်ရှိမဲ့ခွေးဝဝကိကိကလေးတစ်ကောင်ပြ။ဂုတ်ကအရေပြားကိုဆွဲပြီးမြှောက်ပြထားတာမှုခြေတွဲလဲလက်တွဲလဲကလေးနဲ့မျက်လုံးကလေးတွေကိုမှိတ်ပြီးအဲ့အိတ်တောင်မပြတ်ဘူး။ ထုံးချောင်ရောင်ခံမှာအနှက်ဆက်ကလေးတွေနဲ့ခွေးတူဝက်တူကျင်းနေသွားမွေထားတယ်လေခုနှစ်ကောင်တောင်မှအဲ့ဒီအထက်ကအလှဆုံးတစ်ကောင်မင်းအတွက်တို့များရွေးယူလာတာအောင်မလေးဟဲ့ဒီဟာလေးတောင်အလှဆုံးဆိုရင်တော့တစ်ပြင်ခွေးကလေးဟာပြောစရာမရှိအောင်အကြီးတန်းကြမှာလို့ကျွန်တော်စဉ်းစားမိပေမဲ့ပါဇက်ကတော့ပြောမထွက်ပါဘူးဒါကြောင့်စိတ်မပတဲ့ပါနဲ့ပဲอืมသဘောကောင်းမှုတော့ရတာပဲကောင်းတယ်လေကြည်ပါလားတို့များသူ့ကိုဒီတိုင်း အကြာကြီးကင်ထားတာတောင်မှတခေါမှမအော်ဘူးတွေ့လားကျွန်တော်ကြားဘူးသလိုသာဖြင့်ခွေးပေါက်စကလေးရုတ်တရက်ဆွဲထားလို့မှအော်ဖို့မရရင် ခွေးပြင်းခွေးပြင်းကလေးဖြစ်တတ်တဲ့သို့တော့ကျွန်တော်အဖေကတော့ဒီလိုမယူဆပါဘူးခွေးကလေးတကောင်မွေးတော့မယ်ဆိုရင်ပါဇက်ကိုဖြဲ့ကြည့်အာကောင်မဲရင် ခွေးကောင်နဲ့ဒါပေမဲ့ခုတော့ကျွန်တော်အချိန်လေးကခွေးကလေးအာကောင်မဲသလားစိမ့်သလားဘယ်ယူမဆိုင်နိုင်သေးဘူး ကျွန်တော်အနာပျောက်ချင်တာတခုပဲရှိတယ်။ညီလေးအလစ်ကတော့မင့်ခွေးဆိုကြိုက်မှာပါပဲ။ဒီလိုပြောလိုက်မိတာနဲ့ကျွန်တော်စကားတော့မှားသွားပြီဆိုတာချက်ချင်းပဲလစ်စဘက်ရဲ့မျက်နှာကလေးကိုမြင်လိုက်တာနဲ့တိလိုက်ပါတယ်။သူကကျွန်တော်ကိုဘာမှပြန်မပြောပဲကျွန်တော်ကိုသာဝမ်းနေပန်းနေကြည့်နေတယ်။ကျွန်တော်ကသူ့မျက်လုံးတံကိုမခံနိုင်တော့တာနဲ့မျက်နှာလွှဲပစ်လိုက်တော့သူကအလာတော့ကလို့ပဲတိတ်တိတ်ကလေးပြန်ထွက်သွားပြီး ခွေးကလေးကိုအာလစ်စီသွားပေးလိုက်တယ်။ဘယ်တက်နိုင်မလဲ။ဒီကကောင်မဖြစ်မချိမဆန်ဖြစ်နေရတဲ့အထက်သူ့ဘာမဟုတ်ညာမဟုတ်မွဲချောက်ချောက်ခွေးစုံကလေးကိုဘယ်အရေးလုံနေနိုင်မှမလဲ။နောက်ပြီးကျွန်တော်မှအရေးလုံရမယ့်ခွေးကရှိပြီးသား။ကျွန်တော်နဲ့တေတူရှင်ပဲရွှေဝါကြီး။ကျွန်တော်ထဲခမယာမှာအဖြစ်ကစိုးသေး။ဒါကြောင့်နောက်ထပ်မြစ်တာထားရမယ့်ခွေးလည်းမလိုချင်တော့ပါဘူး။အာလစ်ကလေးမှသာကစားဖို့မရှိတာနဲ့အတော်ပဲ။ လစ်စဘက်ရဲ့ခွေးကလေးသာရှိရင်အမေကိုတကောက်ကောက်လိုက်နှောက်ရှက်ပြီးတာတို့ကျွန်တော်စီလာပြီးတစားစားပူစားတာတို့တက်တာရှာရမယ်ကျွန်တော်စိတ်ကိုဒီလိုဖြည့်သိမ်းကြည့်ပေမဲ့မရပဲတနေ့လုံးကျွန်တော်တမြင့်မြင့်နဲ့စိတ်မကြည်မလင်ဖြစ်နေမိတယ်ကိုဖာသားမနေရပဲစိတ်အနှောက်ရှက်လာပြေးရမလားလို့လစ်စဘက်ကိုလည်းဒေါပွားနေမိတယ်သူ့ကိုရန်တွေ့ကျင်တယ်ဒါပေမဲ့လစ်စဘက်ဟာကျွန်တော်နားကိုနောက်ထပ်မလာတော့ပါဘူးသူတို့ပြန်ကနီးတော့မှ ခန်းတကားပေါက်အပြင်ကနေအာနီကလီနဲ့ဖြတ်သွားတော့နစ်ဘက်ကအခန်းထဲကိုလှည့်အကြည့်လိုက်ကျွန်တော်နဲ့မျက်လုံးချင်းစုံတော့သူကချက်ချင်းပဲမျက်နှာလွှဲသွားတယ်ဒီတော့ကျွန်တော်စိတ်ကချက်ချင်းပြောင်းသွားပြီးသူ့ကိုစိတ်မဆိုးရတော့ပဲကိုကိုကိုသာအပြစ်တင်းနေမိတော့တယ်တကယ်ဆိုတော့ကျွန်တော်ဟာလူမိုက်ပဲကိုကိုစေတနာနဲ့ပေးကမ်းလာတဲ့သူကိုကျေးဇူးတင်ရကောင်းမှန်းမသိတဲ့ကောင်ကိုဝေဒနာ ကိုဟာကိုမခံနိုင်နဲ့ကလားမနိုင်တခိုင်မဲတဲ့အကောင်ခုနေတာကျွန်တော်ခြေတလုံး ခြေထောက်နည်းနည်းကလေးပဲထောက်နိုင်ပါစေ။လစ်ဘက်နောက်ကို လေးဘက်တော့လိုက်သွားပြီးတောင်းမှန်စကားပြောလိုက်ချင်ပါရဲ့။အဲ့ဒါလိုနောင်တာကြီးစွာရမိပါတယ်။ဒီတော့မှပဲသူ့အဖိုးကကျွန်တော်အမေကိုပြောတယ်။ဒီမှာ Miss Cooks ရဲ့ခမားမှာတောက်ကြားကလည်းခရီးသွားနေ။ตาလည်းခြေနာလို့အိပ်ရတဲ့လဲနေတယ်။ရွာနဲ့ကလည်းတတိတခြားဖြစ်နေတော့ကျွန်တော်မှခမားတို့အရေးတွေးပြီးစိတ်မအေးဖြစ်မိတယ်။ ရွာမှာခြံခဲ့တဲ့သူတွေကိုစောက်ရှောက်ဖို့တာဝန်ကလည်းကျွန်တော်မှရှိနေတယ်။ဒီတော့ခမားတို့အိမ်မှာလက်တူလက်တောင်းခိုင်းမှုဟောဒီကျွန်တော်မြည်ကလေးလစ်ဘက်ကိုထားခဲ့မယ်လေ။အမေကအံ့ဩသွားတဲ့ဒေသနဲ့အိုးကိစ္စမရှိပါဘူးမစ္စတာဆီယာစီရဲ့ကျေးဇူးတင်ပါတယ်။ကျမတို့ဖာသာဖြစ်တယ်လို့နေသွားလို့ရပါတယ်။အာမနာပါနဲ့ခမားခမားတို့မှာကခုနဲ့ဝတ်တရားတွေကများပြားလာတယ်ကျွန်တော်မြင်းမကလေးကလည်းလိုးလိုချင်းချင်းကူညီမှာပါ ကလေးမလေးကငယ်သေးတော့အိမ်နဲ့မခွဲဘူးရင်အာနာစရာကြီး ဖြစ်နေပါမယ်ရှင်။ကိစ္စမရှိပါဘူးဗျာ။ तू နေတတ်ပါတယ်။မြင်းမကအသက်ငယ်ပေမဲ့ကျွန်တော်လိုပဲစိတ်ဓာတ်ခိုင်ပါတယ်။ तू တပားဒုက္ခရောက်ရင်ကူဖို့စံတာလည်းရှိပါတယ်။ဒီမှာထားပြီးတုံးကြည့်ပါ။ကျွန်တော်မြင်အကြောင်းသိရပါလိမ့်မယ်။အမေကညှင်းဆန်ကြည့်ပါသေးတယ်။ဒါပေမဲ့ပစ္စည်းရာစီကလက်မခံပဲသူ့မြင်းမကိုသာလိမ့်လိမ့်မာမာနဲ့ အိမ်မှာလုပ်တယ်လို့အလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်ပြီးအမေကိုကူညီဖို့ထပ်ခါတလဲလဲဆုံးမရင်သူ့မိမလေးကိုထားပြီးပြန်သွားပါတော့တယ်ကျေးဇူးတင်ပါတယ်ရှင်။ကျမအခုဖတ်ပြပေးခဲ့တော့ဆရာကြီးတော်သာဆိုရင်ဘာသာပြန်ရေးသားထားသည့်ခွင်းရွှေဝါဝိတ္ထုအပိုင်း9ဒီတွင်မဲပြီးဆုံးပါပြီ။ ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြတော့စာပီချစ်မြတ်နုသူများအားလုံးဘေးကင်းလုံခြုံကြမှာကြပါစီရှင်ကျမတို့ရဲ့ channel ဤကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်ကျမကနှင်းစီပါရှင်